ဖန်စီကန်ဖိလစ်ပိုင်တမရဟောင်းသူတာတေကို ICC တို့လွှဲပြောင်းပို့ဆောင်အပြည်ပြည်ဆိုင်ရာရသုံးမှုတရားရုံး ICC ကဖန်ဝင်ထုတ်ထားတဲ့ဖိလစ်ပိုင်တမရဟောင်းရိုထရီကို သူတာတေဟာမတ်စတဲ့မနေ့ပိုင်းကမနီလာလီစိမ့်မှဖန်စီထိမ့်သိမ်းခံခဲ့ရပါတယ်။မွေးရစီဝါတိုက်ဖြည့်ရဲစစ်ပွဲကိုဆင်နွှဲခဲ့ရမှာလူ3000ကျော်ဥပဒေပအသေးဆုံးခဲ့မှုအတွက် သူတာတေကို ICC ကအလို့ရှိနေတာဖြစ်ပါတယ်။ ဖန်စီခံထားရတဲ့ဖိလစ်ပိုင်တမရဟောင်းဟာဖိလစ်ပိုင်နိုင်ငံမြို့နော်မနီလာကနေလီယင်းနဲ့ထွက်ခွာသွားတာဖြစ်ပြီးသူကနေသားလန်နိုင်ငံဟီမြို့ရှိနိုင်ငံတကာရာဇဝမှုခုံရုံး ICC ကို လွှဲပြောင်းပေးတော့မှာဖြစ်ကြောင်းဖိလစ်ပိုင်အရာရှိတွေကပြောကြားထားတာကိုရိုက်တာသတင်းမှဖော်ပြထားပါတယ်။တမရအသူသားသေးလက်ထံဖြိုခွင်းမှုတွေအတွင်တည်ဆုံးသူအရေးအတွက်ကတော့ကွဲပြားနေပါတယ်။ ရဲတပ်ဖွဲ့ကတော့လူပေါင်း6000ကျော်တေဆုံကြောင်းထုတ်ပြန်ထားပြီးလူအခွင့်ရေးအဖွဲ့တွေကတော့လူပေါင်း3000ကျော်တေဆုံကြောင်းပြောဆိုထားကြပါတယ်။သူသားသည်တမရတာဝန်ယူထမ်းစဉ်အတွင်းမူရင်စင်ဝါတိုက်ဖြည့်ရေးသွေးထွက်တန်ယူဖြုတ်ခွင်းမှုတွေကိုကြီးကြပ်ခဲ့မှုနဲ့ပတ်သက်ပြီးလူသားမျိုးနွယ်အပေါ်ဆက်ကျင်ကျူးလွန်မှုဆိုးဆွဲခြင်းနဲ့သူ့ကိုဖမ်းဆီးဖို့ ICC ကဖမ်းဝင်ထုတ်ထားတာဖြစ်ကြောင်းဖိလစ်ပိုင်အစိုးရကပြောကြားထားပါတယ်။ NCC ရဲ့စုံစမ်းစစ်ဆေးမှုဟာ2017ခုနှစ်နိုဝင်ဘာလကနေ2016ခုနှစ်ဇွန်လအတွင်းမူရင်တိုက်ဖြည့်ရေးရည်ရွယ်တဲ့ဥပဒေပတ်တိုက်ဖြတ်မှုတွေပါဝင်ပါတယ်။သူသားတင်ဒါဘာအိုမျိုးတော်ဝန်တာဝန်ထမ်းဆောင်ခဲ့စဉ်ကအလားတူမူရင်နှိမ်နှင်းမှုတွေပါပါဝင်တာဖြစ်ပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။